အရာတိုင်းဟာကိုယ်ကြောင့်မဟုတ်ပါတငယ်ချင်းတယောက်ကပြောဘူးလေငငယ်တုန်းကမိဘတွေနဲ့စကားများတိုင်းမင်းကြောင့်အမေတို့စိတ်ညစ်ရတယ်လို့အမြဲကြားခဲ့ရတယ်တဲ့အဲ့ဒီနောက်ပိုင်းသူကဘာဖြစ်ဖြစ်သူ့ကြောင့်ပဲလို့အမြဲခံစားလာရတယ်တစ်ဖက်သူတွေပြောရှင်အောင် အမြဲစူးစမ်းနေရတာကြောင့်သူကိုယ်တိုင်ပြင်းမှန်းလာတယ်လို့ပြောပြဖို့ပါတယ်ပတ်ဝန်းကျင်မှာဒီလိုလူတချို့ရှိတယ်ဖြစ်အတိုင်းမှာသူတို့အပြစ်မကင်းသလိုခံစားနေရတာမျိုး ငါကြောင့်သူစိတ်ဆိုးသွားတာငါကြောင့်ဒီလိုဖြစ်ရတာငါမကောင်းလို့သူဒုက္ခရောက်ရတာစိတ်ပညာမှာကားလေး complex လို့ခေါ်တယ်ကိုကိုကိုအပြည့်ရှိတယ်လို့အမြဲတမ်းခံစားနေရတယ်စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ့ဒီလိုဖြစ်ရတဲ့နောက်ွယ်ကအကြောင်းရင်းတွေထဲမှာငငယ်တုန်းကမိဘတွေရဲ့ဆုံးမပုံကအဓိကကြပါတယ်အထူးသဖြင့်မင်းကြောင့်အမေတို့ဒုက္ခရောက်ပြီး မင်းကြောင့်အမေစိတ်ညစ်ရတယ်မင်းကြောင့်အဖေတော့သားထွက်ရတယ်မင်းလိုကလေးမျိုးမွေးမိတာနောင်နာရတယ်မင်းကြောင့်အိမ်ထဲမှာပြဿနာတွေတက်ရတာဘာမှကောင်းကျိုးမပေးတဲ့ကလေးဒီလိုမှတ်ချက်တွေကိုငငယ်တဲကအမြဲကြားလာခဲ့ရတော့ကလေးကသူ့ကိုယ်သူအပြည့်ရှိသူအဖြစ်စတင်မြင်လာတယ်ကလေးဆိုတာအမားအမှန်ခွဲခြားတတ်တဲ့အရွယ်မဟုတ်သေးဘူးလေမိဘတွေပြောသမျှကိုမှန်တယ်လို့ပဲယူဆတတ်တယ်ဒီတော့ကလေးကငါမကောင်းဘူးငါကြောင့်အမေတို့စိတ်ဆင်းရဲရတယ် ငါကြောင့်အိမ်မှာပြဿနာတွေဖြစ်တာဆိုပြီးတဖြည်းဖြည်းအပြစ်ရှိတယ်လို့ခံစားလာတယ်။ဒီခံစားချက်တွေကအရွယ်ရောက်လာတဲ့အထိလိုက်ပါလာတတ်တယ်။အဲ့ဒီအခါတဖက်သူစိတ်ဆိုးလာရင်ငါးကြောင်ပဲလို့တွေးတယ်။တဖက်သူစိတ်အဆင်မပြေရင်ငါးကြောင်ပဲလို့ယူဆတယ်။တဖက်လူပျော်ရွှင်မှုမရရင်ငါးကြောင်ပဲလို့ခံစားတယ်။ဒီလိုနဲ့သူတို့ဟာတဖက်လူရဲ့ ခံစားချက်ကိုအလွန်အမင်းတောင်းဝင်ယူတတ်လာတယ်။တစ်ဖက်လူပျော်ရွှင်အောင် အမြဲတမ်းကြိုးစားနေရတယ်။တစ်ဖက်လူစိတ်ချမ်းသာအောင်အမြဲတမ်းစဉ်းစားနေရတယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုယ့်ရဲ့လိုအပ်ချက်တွေကနောက်မှပဲ။တစ်ဖက်လူအရင်ပျော်ရွှင်ပြီးမှကိုယ်ပျော်ရွှင်ဝင်ရှိတယ်လို့ခံယူထားသလိုမျိုးဖြစ်သွားတယ်။ကိုချစ်တဲ့သူတွေကိုစိတ်ဆင်းရဲစေတာကို မလိုချင်တဲ့အခါသူတို့အဆင်မပြေဖြစ်မှာကိုကြောက်တဲ့အခါကိုယ်ဆန္ဒတွေကိုစတင်သိမ်းဆီးလာတယ်။ သူများအတွက်ကိုယ်စိတ်ချမ်းသာမှုကိုရှုံးလွန်လာပါတယ်။အဲ့ဒီလိုပြုမှုခြင်းကမှန်တယ်လို့ထင်လာပါတယ်။ခင်မင်းရတဲ့ညီမလေးတယောက်ရှိပါတယ်။သူကလူတိုင်းနဲ့အဆင်ပြေအောင်နေတတ်တယ်။အများရန်သူများအတွက်စဉ်းစားပေးတတ်တယ်။တနေ့မှရုံးကတကယ်တယောက်ကသူ့ကိုစကားမပြောတော့သူ့ဘာသာသူအပြစ်ရှိတယ်လို့ခံစားမိတယ်တဲ့။ရုံးမှာ project တစ်ခုအတွက်အကြံပေးလိုက်တာမှားသွားလို့လား။ဒါမှမဟုတ် မနေ့ကသူပြောတဲ့စကားတစ်ခုခုကမှားသွားလို့လားဆိုပြီးတနေကုန်တွေးနေမိတယ်။မနေနိုင်လို့တန်ငယ်ချင်းကို မေးကြည့်တော့မှနင်းနဲ့ဘာမှမဆိုင်ဘူး။ငါကြီးစားနဲ့ပတ်သက်ပြီးစိတ်ညစ်နေတာလို့ပြောပြတော့မှ तू အိတ် तू စိတ်အေးသွားရတယ်တဲ့။အဲ့ဒီလိုပါပဲ။ကိုထင်နေတယ်လို့ဘာမှဆိုကိုကြောင့်ဖြစ်နေရမဟုတ်ပါဘူး။လူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေစိုးရိမ်ပူပန်မှုတွေရှိကြပါတယ်။တခုခုဖြစ်တိုင်းကိုကိုကိုအပြစ်တင်နေမဲ့အစား ိုးเจ้าမဟုတ်တာတွေအတွက်အပြစ်မရှိဘူးဆိုတာလက်ခံတတ်ဖို့လိုပါတယ်။အရာရာတိုင်းကိုတာဝန်ယူနိုင်တဲ့စွမ်းအားမျိုးဘယ်သူမှမမရှိပါဘူး။အပြစ်ရှိရလို့ခံစားရတိုင်းဒါတကယ်ငါကြောင့်လား။ငါဘာကြောင့်ဒီလိုခံစားနေရတာလဲ။တကယ်တမ်းအပြစ်ရှိသူကငါလားဆိုပြီးကိုကိုကိုမေးကြည့်ပါကိုကတဖက်လူကိုအကောင်းဆုံးစူးစမ်းပေးပါဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုအတွက်ကိုကိုကိုကအပြစ်မတင်ပါနဲ့ တဖက်လူရဲ့ပျော်ရွှင်မှုကြောင့်ကိုယ့်ရဲ့ပျော်ရွှင်မှုကို မစတီးလိုက်ပါနဲ့ကိုယ့်ကိုယ်ကိုအပြစ်ရှိတဲ့လူခံစားချက်တွေဟာတင့်ကိုပိုကောင်းမွန်တဲ့လူဖြစ်လာအောင်မလုပ်နိုင်ပါဘူးတင့်ကိုပိုဆိုးွားတဲ့သူပဲဖြစ်လာပါစေလိမ့်မယ်လူတိုင်းကိုပျော်ရွှင်အောင် လုပ်ပေးဖို့လိုပါဘူးလူတိုင်းရဲ့မကျေနပ်မှုအတွက်တောင်းဝန်ယူပါနဲ့တချို့အရာတွေကလှုပ်ထားရမယ့်အရာတွေပါ ကိုယ်မှလည်းကိုယ်ပိုင်ပျော်ရွှင်မှုကိုယ်ပိုင်အိမ်မက်ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရှိပါတယ်။အဲ့ဒါတွေကိုတံမိုးထားတတ်ဖို့လိုပါတယ်။လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေအတွက်အခြားလူကတာဝန်ယူလို့မရပါဘူး။ကိုကဘလောက်ပဲစူးစမ်းစူးစမ်းတစ်ဖက်သားကမပျော်ရွှင်ခြင်းရင်ပျော်ရွှင်မှာမဟုတ်ပါဘူး။သူတို့ရဲ့ပျော်ရွှင်မှုကသူတို့ရဲ့ရည်ချယ်မှုပါ။ဒါလေးကိုမှတ်သားစေချင်ပါတယ်။